အားလုံးပဲမင်္ဂလာပါခင်ဗျ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Caribbean ပင်လယ်ထဲမှာတော့မိသားစုတစုဟာသူတို့ရဲ့ရွက်လီပေါ်မှာအားလည်းရဲ့အပန်းပြေခီကိုပျော်ရှင်စွာထွက်နေခဲ့ပြီးတော့မိခင်ဖြစ်သူဂျူလီယာကရေကူးမှုတဲ့ရေထဲကိုခုန်ဆင်းလိုက်တဲ့အချိန်မှာစိတ်ပန်းပြေဖို့ကြိုးစားနေခဲ့တာဖြစ်ပြီးအဲ့လိုရေထဲမှာလင်းမျောနေတဲ့အချိန်ဒီစုံတစ်ခုထူးဆန်းတာခံစားလိုက်ရပေမဲ့သူရဲ့ပုံဝင်ချိန်မှာဘာမှမမြင်ရတော့စိတ်ထင်တာပဲလို့ကိုကိုကိုပဲအပြစ်ပုံချပါတယ်ဒါပေမဲ့စကန်ပိုင်းကြာမှအဲ့ဒီထူးဆန်းတဲ့ခံစားမှုပြန်ပြီးတော့ရောက်လာပြန်ပါတယ် ဂျူလီယာဟာဘာမှဆက်ပြီးတော့မမြင်ရပေမဲ့စိုးရင်စည်းတွေဝင်လာခဲ့ပြီးရွက်လီစီကိုအတင်းကူးခဲ့ဖို့ကြိုးစားနေပါတယ်။ယူဒီရဲ့သူ့ရဲ့ချက်တော့ကိုတခုခုကဆွဲနေခဲ့ပြီးသူဟာအသက်ရှင်ဖို့အတွက်ရေဘော်ကိုဆက်ပြီးတော့ရရှိဖို့ရုန်းကန်နေပါတယ်။ယူဒီကသူ့ရဲ့ပါစက်တဲ့ဝင်နေတဲ့အတွက်အော်ဟစ်အကူအညီတောင်းဖို့ခက်ခဲလာခဲ့ပြီးတမီးဖြစ်သူကက်စီကနှကြက်တထားတာကြောင့်မကြားရပါဘူး။ခေမွန်ဖြစ်သူတွန်နဲ့တားဖြစ်သူဘင်နူးကလည်းငားမြလို့နေတာဖြစ်ပါတယ်။ခဏကြာတဲ့အခါမှာတန်ကဂျူလီယာကိုမမြင်တာကြာပြီဆိုတော့တတိထားမိပြီးရွက်လီပေါ်မှာရှာဖွေရင်းနဲ့သူ့ရဲ့ဇနီးအန်ဒီရဲ့ကြောက်ရွံ့နေတာနောက်ဆုံးမှတွေ့လိုက်ရပါတယ် ကလေးတွေကိုအမြန်ခေါ်ပြီးတဲ့နောက်မှာတော့ရွက်လီကိုဂျူလီယာစီကိုပို့ပြီးတော့နီးအောင်မောင်းပြီးတော့ရေထဲကိုခုန်ဆင်းပြီးဇနီးတဲ့ကိုဖတ်တွေ့ပြီးတော့ရေပေါ်မှာဆက်ရှိအောင်ထိန်းထားခဲ့ပေမဲ့သူတို့ရဲ့ရွက်လီစီကိုပြန်ကူးလာပြီးတော့ကလေးတွေကကိုငြိဆွဲတင်ပေးခဲ့ရပါတယ်။ဂျူလီယာကိုနေ့တိုင်းပေးပြီးတော့သူဘာဖြစ်ခဲ့မှန်းမသိပေမဲ့ရေစီးကြောင်းကြောင်းဖြစ်ရတာလို့ပြောပါတယ်။အဲဒီညမှာပဲမိသားစုဟာဘင်းရဲ့မွေးနေ့ကိုလက်ဆောင်တွေနဲ့ကိတ်မုန်တွေနဲ့ကျင်းပကြပြီးခက်စီကတော့သူ့ရဲ့ရည်စားနဲ့တီးတဲ့စကားပြောဖို့အတွက် laptop နဲ့အပြင်ကိုထပ်သွားပြီးတော့ video call ခေါ်နေပါတယ်။ ရည်စံကမျိုးပေါ်မှာကြီးမားပြီးတော့မိုးချိန်တန်နေပါတဲ့တိမ်ထဲတွေပေါ်နေတာကိုပြသပေးမိမကြခင်မှာခေါ်ဆောင်မှုကအဆက်ပြတ်ပြီးတော့ရက်တန်သွားခဲ့ပါတယ်။ကစီကပြန်ပြေးလာပြီးမိသားစုကိုပြပြတော့တဟာကုန်းမင်းနဲ့ဝေးတာကြောင့်စကင်းနေမကောင်းတာဖြစ်မယ်လို့ရှင်းပြပါတယ်။အဲဒီအချိန်မှာပဲသူတို့ဆူညံတန်ကြတာကြောင့်အပြင်ကိုထွက်ကြည့်လိုက်တော့ဝေလငါအုပ်စုတစ်ခုဖြစ်သွားတာကိုတွေ့ရပြီးတွင်ကဝေလငါတွေဟာကမ္ဘာတန်လိုက်စက်ကွင်းကိုလိုက်နာပေးမိမုံနှင်းတွေကြောင့်ပုံမှန်မဟုတ်တာတွေဖြစ်လာတဲ့အခါမှာဆိတ်ချုပ်ထွေးပြီးတော့ ကရင်ရင်းစင်ကိုလိုက်သွားတဲ့အကြောင်းလေးရှင်းပြပါရယ်။ယုတ်ဒီရဲ့ရွက်လီတွေကလှုပ်ခါသွားခဲ့ပြီးတော့ဘင်းလေးလဲကျသွားခဲ့ပါရယ်။တံကတခုခုထိခိုက်ပျက်စီးသွားမှကိုစိုးရိမ်တာကြောင့်ပို့ပြီးတော့တည်တည်ကြာကြာကြည့်ဖို့အတွက်ရင်ငုတ်ဆင်းလိုက်ပါရယ်။ခဏကြာတော့ပကုံးမှဒဏ်ရာရပြီးတော့ပြန်ပေါ်လာခဲ့ပါရယ်။ဂျူလီယာကဒဏ်ရာကိုချုပ်ပြီးနေတဲ့အချိန်တံကသူ့ရဲ့နောက်မှာတခုခုခံစားလိုက်ရတဲ့အကြောင်းရှင်းပြပြီးတော့လှည့်ကြည့်လိုက်တော့ရွက်လီနဲ့ပံကထိမိပြီးဒဏ်ရာရတာလို့ဆိုပါရယ်။သူ့ရဲ့နောက်မှာကုခဲ့သွားတဲ့အရာကအရန်ကိုကြီးမားပေမဲ့သူလုံးဝမမြင်လိုက်ရဘူးတဲ့။ တွင်တွေ့တာကတော့ရွက်လီမှာစိုးစိုးရွရပျက်စီးမှုတွေရှိနေတာကြောင့်သူတို့အကူအညီခေါ်ဖို့လိုအပ်နေပါပြီ။ဂျူလီယာကရွက်လီရဲ့ရေဒီယိုကိုအချင်းချင်းကြိုးစားပြီးတော့ဆက်သွယ်ခဲ့ပေမယ့်အချင်းချင်းဖြစ်ခဲ့ပြီးကက်စီကလည်းသူ့ရဲ့ဖုန်းနဲ့စကနေရှာပေးမယ့်အရာမထင်ခဲ့ပါဘူး။အဲဒီအချိန်မှာဘင်ကမျက်နှာဖုန်းနဲ့ပြောင်းပြပြီးတော့ကက်စီကိုတော့လှန့်ငယ်ပါသေးတယ်။နောက်ဆုံးမှာတော့ရွက်လီဟာလုံအောင်ကိုရက်တန်သွားခဲ့ပြီးပင်လယ်အလယ်မှာတောင်တင်လို့သွားပါတော့တယ်။ဂျူလီယာကရေဒီယိုကနေအတန်တခုကြားရပေမယ့်အဲ့ဒါကလည်းကွဲပြားမှုမရှိဘဲနဲ့စူညံယုံတက်တက်ပါပဲ။ တံငါတော့သူတို့မှာရေနဲ့အစားအသောက်၄ရက်စာပဲရှိတဲ့အကြောင်းပြောပြီးတော့ငါးဘန်း၁၄ဒီစီဖြတ်သွားတာကိုစောင့်ရမယ်လို့ဆိုပါတယ်။ယူရီယာဘယ်ရေဒါကတစုံတရာကိုထောက်လန့်မိပြီးတော့မိသားစုဟာထူးခြားတဲ့စူညံတွေကြားလိုက်ရပါတယ်။အပြင်ဝင်ထွက်ကြည့်လိုက်တော့အောက်ကခဲများစွာကကဘာပေါ်ကိုကြီးမားတဲ့တက်ရောက်မှုတွေနဲ့ပြုတ်ကျထားတာကိုတွေ့ရပြီးထိတ်လန့်လို့သွားပါတယ်။ ။အုတ်ကငယ်တလုံးကအနီးနားကရေတဲကိုကြာသွားတော့တွန်းဟာအင်ဂျင်ကိုအတင်းတွန်းပြီးတော့မှရွက်လီကိုထပ်မံရှိဖို့ကြိုးစားပါတယ်။အင်ဂျင်ကအရှိကိုသွားဖို့အတွက်ရုန်းကန်နေတဲ့အချိန်နောက်ထပ်အုတ်ကငယ်တလုံးထက်ကြပြီးတော့အဲ့ဒီနေရာကိုထိမှန်ခဲ့ပါတယ်။မိသားစုကကြောက်လန့်နေကြတဲ့တယောက်ကိုတယောက်ဖက်တွေလိုထားကြပြီးအဲ့ဒီအချိန်မှာတွင်ဟာအဲ့ဒီမိလုံးတွေကအုတ်ကခဲတွေမဟုတ်ပဲဂျိုလူတွေဖြစ်တယ်ဆိုတာသတိထားမိခဲ့ပါတယ် ီးတော့ပင်ကရွက်လီတွေကမိခိုးထွက်လာတာကိုလက်ညှိုးထိုးပြတော့တန်သွားကြည့်ပြီးတော့အင်ဂျင်ဟာလုံးဝပျက်စီးသွားပြီလို့အတည်ပြုပါတယ်။လီတိုင်တို့စတင်မြင်လာခဲ့တဲ့အခါမှာမိသားစုကအထင်းမှဝင်ပြီးတော့ပုံကြပေမဲ့တန်လိုင်းအိမ်မြောင်ကတော့ယူသွနေတာကိုသတိမထားမိခဲ့ပါဘူး။ရွက်လီကလှုပ်ခါလာခဲ့ပြီးတော့ဘင်းလေးလဲကျသွားခဲ့ပြီးတရားထက်ပြီးတော့ရှားခဲ့ပါတယ်။လိုင်းတွေရက်ခတ်နေတဲ့အချိန်မှာတွန့်ဟာလီဒန်ကိုခင်ရပြီးတော့အပြင်ဘက်ကတစ်တာတွေကအသက်ငယ်အင်ကြီးတွေယူလာခဲ့ပါတယ်။ အဲဒီအချိန်မှာမိမိကလည်းပြတ်သွားတာကြောင့်တွင်ကပေါ်ပါပေါ့ပေါ်ကခလုတ်တစ်ခုကိုအမြန်သွားပြီးတော့နှိမ့်တော့မိပြန်လာတော့ဘင်းကဂျူလီယာရဲ့နှာခေါင်ကသူ့ရဲ့ထွက်နေတာသတိထားမိပြီးဂျူလီယာကမူးဝေလာခဲ့ပြီးကက်စီကတော့အော်အန်မို့တဲ့ဇလုံးစီကိုပြေးရပါတော့တယ်တွင်ကတော့ရီယိုကိုဆက်ပြီးတော့ကြိုးစားမိမဲ့အချင်းကြီးပဲဖြစ်နေပြီးယူဒီယာပဲမိသားစုဟာမြင်မလာတဲ့အတန်တစ်ခုကိုကြားလိုက်ရပြီးတော့လီရီကလည်းပို့ပြီးတော့ဆိုလာခဲ့ပါတယ်ဂျူလီယာကတကားလေးကိုပိတ်ထားဖို့အတွက်စူးစမ်းခဲ့ပြီးမြေကားအဖုံးတစ်ခုကပွင့်သွားပြီးတော့မကြခင်လီတန်နုံးတွေကြောင့်ဗီလင်းပေါက်ကလေးကွဲကုန်ပါတယ် တန်ကမီရှုတစ်ခုကိုထွင်းညစ်ပြီးရဲ့နောက်မှာမှောင်မဲမှုကိုဖုံးလန်းလို့သွားစီပါတယ်။နောက်နေ့မှတော့သူတို့အားလုံးအသက်ရှင်နေတာကြောင့်အံ့အားသင့်စွာနဲ့နိုးလာခဲ့ပြီးရွေးလီကတော့ပျက်စီးနေပါပြီ။မိသားစုအပြင်ကိုထွက်ကြည့်လိုက်တော့ပို့ပြီးတော့ထိတ်လန့်စရာကောင်းတာတွေ့လဲရပါတယ်။အဲဒါကတော့ကဘာဘောကတမုတ်ရီယာအားလုံးဟာပျောက်ကွယ်သွားခဲ့ပြီးသူတို့ရဲ့ရွေးလီကကုန်းမြေပေါ်မှာတောင်းတနေရပါ။သူတို့ဟာတဲကန်နယ်ရကိုကြောင်ပြီးတော့ကြီးနေကြပြီးတော့မလုပ်ရမလဲဆိုတာစဉ်းစားပါတယ်။ ကစီကတော့စင်ကနေရှာဖို့တဲ့စူးစမ်းပေမဲ့မရသလိုတန်ကတော့တန်လိုက်အိမ်မြောင်ကိုစစ်ဆေးကြည့်တော့တန်လိုက်ဝင်ရုံစုနေဟာပြောင်းပြန်ဖြစ်နေပြီဆိုတာသတိထားမိပါရဲ့အဲ့လိုဖြစ်ခဲ့တာနောက်ဆုံးချိန်ကလွန်ခဲ့တဲ့နှစ်ပေါင်း9သိန်းကျော်ကပါကစီဟာသူ့ရဲ့ရည်စားတည်ဆုံးသွားပြီဖြစ်နေတဲ့ကြောင်းသိလေရတော့စီတီကမ်းမှုပြင်ထန်ပြီးတော့ပုံအောင်မှုပြေးသွားခဲ့တဲ့အခါသူ့ကိုနှစ်သိန်းမှုစူးစမ်းတဲ့မိခင်ကိုတော့ကန့်ထုတ်ခဲ့ပါရဲ့ဂျူလီယာနဲ့တန်ကတော့ဂျန်တဲ့ပစ္စည်းတွေကိုစစ်ဆေးနေတဲ့အချိန်ဘင်ကသူ့ရဲ့မွေးနေ့မိဘပေါင်းလေးတွေကိုကြောင်တုံးတစ်လုံးမှချီတောင်းပြီးတော့တခြားအသက်ရှင်တဲ့သူတွေကိုအာယုံဆိုင်မိစေဖို့အတွက်မျှော်လင့်နေပါရဲ့ အဲနောက်မှာတော့တန်ကရေဒီယိုကိုထပ်ပြီးစူးစမ်းလိုက်တော့နောင်ဆိုတဲ့မျိုးသားတယောက်ရင်ကိုတင်မောကပရီနဲ့ဆက်သွယ်နိုင်ခဲ့ပြီးသူ့ရဲ့တင်မောကလည်းကုန်းပေါ်မှာတောင်းတနေတဲ့အကြောင်းနှောင်းကပြောပါရယ်။တန်လိုက်ဝင်ရုံးဆုံးပြောင်းပြန်ဖြစ်နေတာကြောင့်ပဲတမုတ်ရာတွေနောက်ဆုတ်ပြီးတော့မှကုန်းမြေကြီးတွေပေါ်လာတာကိုအတည်ပြုလိုက်ပါရယ်။နောက်ဟာတခြားအသက်ရှင်တဲ့သူတွေကိုမတွေ့သေးသလိုဆက်သွယ်ရေးစနစ်တွေလည်းပြတ်စီးနေပါရယ်။သူတို့ရာစနေလေးကြလှုံ့ရှားမှုတွေရှိနေတာကြောင့်ပဲဒေဗယ်အတွင်းမှာဝင်ရုံးစုနေပြောင်းပြောင်းပြီးတော့ပင်လယ်ရေတွေပြန်လာနိုင်ွယ်ရှိတယ်လို့ဆိုပါရယ် အဲ့လိုဖြစ်ခဲ့တဲ့အခါမှာအချင်းတွေကကြမ်းတမ်းလာမှဖြစ်တာကြောင့်ပဲတက်နေတဲ့မြမြင့်တဲ့နေရာတွေကိုတက်ထားဖို့နောင်ကမိသားစုကိုအကြံပေးပါတယ်။သူရဲ့လူဖို့ကံမကတော့တင်မောပြကြတဲ့အချင်းတည်ဆုံသွားခဲ့ပြီးတော့ရင်ကုန်တင်မောမှာသူရုံစာနေရာရှိတာကြောင့်ပဲဂျူလီယာနဲ့အတွင်ကတော့သူရဲ့ကလေးတွေကိုကယ်တင်ဖို့အတွက်နောင်ကိုဆွဲဆောင်နိုင်ခဲ့ပြီးနောင်ကတော့ကိုအော်ဒီနေတွေကိုပေးပါတယ်။တန်ကသူတို့စီကိုရောက်ဖို့အတွက်နေ့ရက်ဒါမှမဟုတ်၃ရက်ကြာမယ်လို့တွေ့ချက်ပြီးနောက်နေ့မနေ့ဆောစောထွက်မယ်လို့မိသားစုကိုပြောခဲ့ပါဗျ နောက်နေ့မနက်မှာတော့သူတို့ဟာပစ္စည်းတွေထုတ်ပို့နေတဲ့အချိန်အတွင်းကအနီးနားမှာလှုပ်ရှားနေတဲ့တစုံတရာတွေ့လိုက်ပါတယ်။အဲ့ဒါကတော့ယာယီလန်ကိုခြင်ထားတဲ့ခြေတော်ဆွေးနေတဲ့လူတယောက်နဲ့ဟောင်းနေတဲ့ခွေးတစ်ကောင်ပါ။တွင်ကတော့သူတို့ကိုချင်းခဲ့ပြီးတော့ရေတပလင်းပေးခဲ့ပြီးမြေအဲ့လူရဲ့ဘာသာစကားကိုနားမလည်ခဲ့သလိုရေတော်ပြီးတဲ့နောက်မှာအဲ့လူကတွင်ကိုရေပလင်းနဲ့ရိုက်ပြီးတော့မျက်နှာကိုကန်ချလိုက်ပါတယ်။ထိလက်နေတဲ့ဂျူလီယာကပြေးလာဖို့တဲ့နောက်ကျသွားခဲ့ပြီးအဲ့လူဟာယာယီလန်နဲ့တွင်ရဲ့ဘိုက်ကိုထိုးဆိုင်လိုက်ပါတယ်။တွင်ရဲ့ခန္ဓာကိုယ်ဟာစက္ကန့်ပိုင်းလောက်လှုပ်ရမ်းသွားပြီးတဲ့နောက်မှာတော့ အဲ့လူကလေချောင်းကိုပါဖျက်ပြစ်လိုက်ပါတော့တယ်။အဲ့နောက်မှာတော့အဲ့လူကဂျူလီယာကိုလိုက်ဖမ်းတော့လှမ်းနေပြစ်ပေမဲ့ဂျူလီယာရဲ့ပကုံးကသာရှက်ထီသွားခဲ့ပြီးအရိယာကဂျူလီယာကိုမတားဆီးနိုင်မနဲ့သူဟာရွက်လီစီကိုအမြန်ပြုတ်ဝင်ပြီးတော့တကောက်တွေကိုလောချခိုင်းနေတဲ့ကလေးတွေကိုပုံခိုင်းပါတယ်။မော်နမန်ယောက်ကဆိုပါတဲ့ကိုဝင်မုန်းနေကြပြီးဂျူလီယာကသူတို့ကိုမီရှူမီတန်ကိုပေးခဲ့ပါတယ်။ပြီးတော့သူကိုယ်တိုင်ကဓာတ်ကိုဆွဲခံပြီးတော့ရေချိုးခန်းထဲဝင်ပုန်းနေပါတယ်။ အဲလီဟာတကားကိုရိုက်ခွဲပြီးတော့အထဲကိုဝင်ရောက်လာခဲ့ပြီးအစားအသောက်တချို့ယူပြီးတော့ရွှဲလီကိုစတင်ရှာခွေတဲ့အခါနောက်ဆုံးတော့ရေချိုးကန်းစီကိုရောက်လာခဲ့ပါတယ်။ဂျူလီယာကနေရန်ဘောက်ကနေတက်ပြီးတော့သူ့ကိုရှောင်ရှားနိုင်ခဲ့တယ်လို့အဲဒီလူကအပြင်ကိုကြည့်လိုက်ပြီးမဲ့သူ့ကိုမမြင်ပါဘူး။ဒါပေမဲ့ဂျူလီယာဟာခိုးထက်ဖို့စူးစမ်းနေတော့ခွေးကစတင်ဟောင်းပြီးတော့သူ့မကိုမြေပေါ်လဲချပြစ်လိုက်ပါတယ်။ဂျူလီယာကဒါနဲ့ခွေးကိုတက်ပြီးုံကလွဲပြီးတော့တခြားရွေးချယ်ချာမရှိသလိုဒူးစန်းနဲ့အဲဒီလူဟာခွေးရဲ့ညီတော်တန်ကိုကြားတာကြောင့်အပြင်ကိုထွက်လာပြီးတော့သူ့ခွေးရဲ့ခန္ဓာကိုယ်ကိုတွေ့တော့စိတ်ထိခိုက်သွားပါတယ်။ တချိန်တည်းမှာဂျူလီယာကရွက်လီတစ်ဝက်ခိုးကြောင်ခိုးဝက်သွားလာနေရင်ထိတ်ကိုတက်လာပြီးတော့ကျိုးနေတဲ့ပြတင်းဘောက်ကနေပြောင်းဝင်မှုစူးစမ်းပါတယ် ကံမကောင်းစွာနဲ့ပဲအဲ့ဒီလူကသူ့ကိုအရင်တွေ့ပြီးတော့တတိနဲ့ထိုးလိုက်ပြန်ပါတယ်ဂျူလီယာကပရီဘောဂါရီကိုစုကင်ထားပေမဲ့အဲ့ဒီလူကသူ့ကိုဆွဲခေါ်ဖို့ကြိုးစားနေပါတယ်ရိုးရင်းဆန်ကဖြစ်နေချိန်မှာဂျူလီယာဟာသူ့ကိုပြန်ပြီးတော့ကဲထုံနိုင်ခဲ့ပြီးအဲ့ဒီလူကဂျူလီယာရဲ့လက်ကဝတ်ကိုနေပြီးတော့ဓာတ်ကိုချစီပါတယ်ပြီးတော့သူ့ရဲ့စပင်ကိုဆွဲပြီးတော့မျက်နှာကိုကြမ်းမြင့်ပေါ်ရိုက်ချခဲ့ပါတယ်နောက်ဆုံးတော့လေဘင်းကိုညှစ်ဖို့အတွက်ဆိုဖာဘောကိုပြစ်တင်လိုက်ပြီးအရာအားလုံးကိုကြည့်နေတဲ့ကလေးတွေဟာမခံနိုင်တဲ့အခါမှာတော့ကက်စီကထွက်လာပြီးတော့မီးရှူးလိုက်တဲ့အဲ့ဒီလူကိုပြစ်လိုက်ပါတယ် ရွေလီကချက်ချင်းပဲမီးလောင်သွားပြီးတော့ကလေးတွေပြေးထွက်ကြပြီးမဲ့ဂျူလီယာကပြန်ဝင်သွားခဲ့ပြီးအဲလူရဲ့မျက်နှာကိုကန်ထိုးပြီးတော့ကိုအော်ဒီနေပါတဲ့မြေပုံနဲ့သူ့ရဲ့အိတ်တွေကိုယူခဲ့ပါတယ်။ဘင်နဲ့ကစီတို့ကဖခင်ရဲ့ခန္ဓာကိုယ်ကိုဖတ်တွေ့ပြီးတော့ငိုကြွေးနေတယ်လို့ဂျူလီယာပါသူတို့နဲ့ပူးပေါင်းပြီးတော့နှုတ်ဆက်ခဲ့ပါတယ်။အဲဒီမှာပဲကြောက်စရာကောင်းတဲ့လူကရွေလီတွေကထွက်လာတော့မိသားစုဟာပြေးပါတယ်။မကြခင်မှာပဲရွက်လေကြီးဟာကြီးမားတဲ့ပေါက်ကဲမှုနဲ့အတူလီတဲကိုလွင့်စင်သွားခဲ့ပါတယ်။အချိန်တော်ကြာတဲ့အခါမှာတော့မိသားစုကရေဒီကုန်ငယ်လေးတစ်ခုမှခဏနားကြပြီးကက်စီကတော့ မိဘပေါင်းနေကြောင်းပဲအဲ့လိုလိုက်လာတာလားလို့တွေးပြီးတော့ဘင်းမှာအပြစ်ရှိတယ်လို့ခံစားရပါတယ်။ဂျူလီယာကဘေးအမှမဟုတ်တဲ့ကြောင်းအာမခံပြီးအဲ့လိုလိုက်နေစေဖြစ်တာကြောင့်ပဲဆက်သွားဖို့အတွက်တိုက်တွန်းပါတယ်။ကံငယ်လေးတစ်ခုမှဘင်းကတူကောင်ငမန်းအတီကောင်ကိုစိတ်ဝင်စားနေတဲ့အချိန်ဂျူလီယာကအဲ့လိုဟာသူတို့စီကိုရောက်ကနေပြီဆိုတာမြင်လိုက်ရတော့ထပ်ပြီးတော့ပြေးရပြန်ပါတယ်။သူတို့ရာတဲကုန်တစ်ခုကနေဆင်းသွားပြီးတဲ့နောက်မှာတော့အဆိပ်ရှိတဲ့စွန့်မြစ်ပစ္စည်းပုံကြီးကိုတွေ့ခဲ့ပြီးသတိထားပြီးတော့ပတ်ပြေးရပါတယ်။ခဏကြာတော့သူတို့လိုက်လာတဲ့သူကိုရှောင်နိုင်ခဲ့ပုံရပြီးခရီးဆက်နေတဲ့အချိန်မှာသူတို့မြေပြင်ပေါ်မှာတောင်းတင်းနေတဲ့ ပင်လယ်တရဝအသေးကောင်ကြီးကိုတွေ့ပြီးတော့သမုဒ္ဒရာအောက်ခြေကပလတ်စစ်အားလုံးကိုလည်းမြင်လိုက်ရပါတယ်။ဘင်းရဲ့ခြေလန်းတွေဟာနှေးကွေးလာတော့ဂျူလီယာကရေထဲခန်းချောက်လို့နေပါဖြစ်နေတာသတိထားမိပြီးအနားယူဖို့တဲ့ရန်နာလိုက်ပါတယ်။သူမတုံလို့စရာတွေ့လိုက်ရတာကတော့ရေပလင်းဟာလုံးဝနေပါကုန်နေပါပြီ။ကစီကသူမတေချာမပိတ်ခဲ့ဘူးဆိုတာကိုသိလိုက်ရတော့ဂျူလီယာကဂိမ်းမဆိုင်မှုတွေအော်ဟစ်ခဲ့ပါတယ်။ဒါပေမဲ့ကစီကသူတို့ဘလို့မှအသက်ရှင်မှာမဟုတ်ဘူးလို့ပြန်ပြောခဲ့ပြီးအော်ဟစ်ညင်းကုန်မှုတွေကြာမြင့်ပြီးတဲ့နောက်မှာမိသားစုဟာခရီးဆက်ခဲ့ပါတယ်။ နောက်ဆုံးတော့သူတို့တွေကပြည့်ကျနေတဲ့လေရင်တစင်းကိုတွေ့လိုက်ရပြီးတော့ယူဒီရဲ့လှုပ်ရှားမှုကြောင့်လမ်းသွားခဲ့ပေမဲ့ငှက်တွေဖြစ်နေပါတယ်။သူတို့အညာရေးဖို့တဲ့လေရင်တွေကိုဝင်ဖို့ဆုံးဖြတ်ခဲ့ပြီးမုန်းတစ်ခုကိုဝေးများစားကြပါတယ်။တွင်ရဲ့ကြာခင်အင်ဂျင်တွေကမိသားစုဓာတ်ပုံကိုဂျူလီယာတွေ့လိုက်ရတဲ့အချိန်မှာအရင်ကဝမ်းနေစွာနဲ့ခံစားခဲ့ရပြီးကစီကတော့မိဘတွေဘလို့တွေ့ဆုံခဲ့တဲ့ပုံကိုမိတော့ဂျူလီယာကဇလန်းကိုပြောပြခဲ့ပါတယ်။တွင်ကသူအလုပ်လုပ်တဲ့ဈေးရုံမှာလူနာဖြစ်လာခဲ့ပြီးတော့တညာလုံးပန်းတွေနဲ့ကြပြားလှလှလေးနဲ့သူ့ကိုချစ်တဲ့အကြောင်းကြေညာပါတယ်။ ညနေပိုင်းမှာကက်စီကအပေါ်သွားဖို့တဲ့လင်ရင်လေးကထွက်သွားပြီးယူဒီရဲ့ကြောက်စရာကောင်းတဲ့လူကသူ့ရဲ့အနောက်ကနေလှမ်းပြီးတော့အန်အောလိုက်ပြီးမယ်လေဂျူလီယာဟာသူ့ကိုအရင်ခုံးလိုက်ပြီးတော့ဖော်ထုတ်မိရတဲ့ဝမ်းထဲကျူခဲမှုနဲ့ဒေါသတကြီးနဲ့ဓာတ်နဲ့အချင်းချင်းထိုးချလိုက်ပါတယ်ကက်စီကသူ့ရဲ့အမိကိုပွေဖက်ပြီးတော့စေအီအောင်ကူညီပေးရပါတယ်နောက်နေ့မနေ့မှာတော့အဲ့လူရဲ့ခန္ဓာကိုယ်ဟာလေးတွေဖုံးလွှမ်းလို့နေပြီးတော့ကက်ရရဲများစွာရှိနေတာတွေ့ရတာကြောင့်အနီးနားမှာတရိစံတကူကိုပုံနေရမယ်လို့ယူဆခဲ့ပါတယ် သူတွေထွက်သွားပြီးတဲ့နောက်မှာတော့ကနန်းတွေအများပြားကအဲ့ဒီလူရဲ့ဗစက်သေးကနေထွက်လာခဲ့ပါတယ်။နိုင်နေငိတ်ကြတဲ့အခါမှာဂျူလီယာနဲ့ကက်စီတို့တွေမြေပုံကိုကြည့်ဖို့အတွက်ရန်နာလိုက်ပြီးမြေဂျူလီယာကတော့ရက်ဖို့ပြောနေရတော့ဘင်းကလမ်းဆက်လျှောက်နေခဲ့ပါတယ်။သူကရေကန်ထဲကိုရေတောက်ဖို့အတွက်သူ့ရဲ့မျက်နှာကိုအသေးအံမြုပ်လိုက်တဲ့အခါမှာဂျူလီယာကချက်ချင်းဆွဲထုတ်ပြီးမတိတဲ့ရေကသူ့ကိုဖျားနာစေနိုင်တဲ့အကြောင်းရှင်းပြပါတယ်။မိသားစုကခရီးဆက်ပြီးတော့ပူပြင်းတဲ့နေရောင်ကြီးတံကနေကာကွယ်ဖို့အတွက်ခေါင်းတွေကိုဖုံးထားရပါတယ်။ ဘင်ဒီရော့စတင်မူဝေလာတာကြောင့်သူတို့တွေတွေ့ရှိခဲ့တဲ့ခုံအဟောင်းအစုအဝေးကိုဂျူလီယန်နဲ့ကက်စီကအကောက်ဝဲတစ်ခုဖြင့်ဖန်တီးပေးခဲ့ပါတယ်။ဂျူလီယန်ကဘင်ကိုစေတိုးပေးပြီးတော့အရင်ညမှာညအိပ်ဖို့တဲ့သဘောတူခဲ့ပါတယ်။မနေ့စောစောမှာတော့ထူးဆန်းတဲ့အတန်တွေကြားတာကြောင့်နိုးလာခဲ့ပြီးစုံလမ်းမှုတွေအကောက်ဝဲကနေထွက်သွားလိုက်တော့ကနန်းအိုဂျီတို့ကနီးကပ်လာတာကိုတွေ့ရပြီးတုံ့နှုတ်ချောက်ချားသွားခဲ့ပါတယ်။ဂျူလီယာဟာကလေးတွေကိုအမြန်နှိုးပြီးတော့တက်နိုင်တဲ့မြအအမြန်ဆုံးပြေးခဲ့ပါတယ်။သူတို့ကကြီးမားလာတဲ့ကုန်တင်တမောကြီးတစ်ခုစီကိုပြေးသွားပြီးအမှုရန်၃ရောက်အသက်ရှင်နေတာသတိထားမိပါတယ်။ အမျိုးသမီးကသူတို့ကိုအကူအညီခြင်းပေမဲ့အမျိုးသားနှစ်ယောက်ကငင်းပယ်ခဲ့ပြီးမိသားစုကကုန်တစ်တာတစ်ခုတည်းဝင်ပုံပြီးတော့တကားကိုသူတို့မဝင်နိုင်အောင်လော်ချခဲ့ပါတယ်။ကနန်းတွေကရောက်လူနေပါပြတ်တာကြောင့်ပဲဂျူလီယာဟာကလေးတွေကိုကုန်တစ်တာထိပေါ်ကိုတက်ခိုင်းပါတယ်။သူမတက်နေတဲ့အချိန်ကနန်းတွေကခြေထောက်ကိုကျန်းနှံစွာနဲ့ညှက်ကြပြီးတော့မောင်နှမတွေဟာသူ့ရဲ့အမိကိုအောက်ကိုဆွဲချမခံရခင်ဆွဲတင်ပေးလိုက်ပါတယ်။ကုန်တီတာရဲ့ဘေးမှာအပေါတပေါရှိနေတာကြောင့်ပဲကနန်းတွေရဲ့တပွဲလောက်ကအထဲကိုရောက်သွားပြီးအမှုတန်းတွေကတန်းတန်းနဲ့ပြေးပြီးမဲ့တရဝါတွေကအရန်ကိုများပြီးတော့မကြခင်မှာအမှုတန်းတွေရောက်ကိုအနံ့ယူပြီးတော့တက်ပြစ်လိုက်ပါတယ်။ နောက်ဆုံးကျန်တဲ့လူကမျက်နှာချက်ကအပေါက်တစ်ခုစီကိုရောက်သွားပြီးမဲ့ခဏနေကသူ့ကိုပါဆွဲချပြီးတော့တက်ပြစ်လိုက်ပါတယ်။အဲနောက်မှာတော့ဂျူလီယာဟာခြေထောက်ထင်အောင်ကိုပတ်တီးစီပြီးတော့မင်းမျောသွားခဲ့ပါတော့တယ်။အချိန်တော်ကြာပြီးတဲ့နောက်မှာတော့တဲမုံနန်းနေမှာနိုးလာခဲ့ပြီးတယောက်တည်းဖြစ်နေအောင်ကိုတွေးလိုက်ရပြီးထိတ်လန့်သွားပြီးတော့ကလေးလေးကိုလိုက်ရှာဖို့တဲ့ဆင်းလာခဲ့ပြီးမဲ့ပထမဆုံးအနေနဲ့တေဆုံးသွားတဲ့အမျိုးသမီးရဲ့တနက်ကိုယူလိုက်ပါတယ်။ သူ့မိရဲ့အော်ဟစ်တံကိုကြားလိုက်ရတော့ကက်စီကချက်ချင်းပြန်လာပြီးတော့သူတို့ရဲ့အကူအညီရှာဖို့တဲ့ထွက်သွားတာဖြစ်တဲ့အကြောင်းရှင်းပြပါရယ်။အနောက်မှာဘင်းနဲ့ပြန်ဆုံပြီးဘင်းကမုန်တိုင်းပြီးတဲ့အထိနောက်ခုနိုင်မဲ့ဖွင့်လာတဲ့ဂုံတိတာတလုံးတွေ့ခဲ့ရပါရယ်။ဂျူလီယာကတွန့်ရဲ့မိကြီးကိုတုံးပြီးတော့ဒညာတွေကိုမိခင်လိုက်ပြီးဒါဟာအမကန်နာခြင်းမှုကိုဖြစ်စေပါရယ်။မုန်တိုင်းပြီးသွားတဲ့ခါမှာတော့သူတို့ဟာနောက်ထပ်ဂုံတိတာတလုံးနဲ့မှရေပလင်းနဲ့အများကြီးကိုတွေ့ခဲ့ပါရယ်။ပြီးတော့သူတို့တွေအလောင်းတွေကိုစစ်စစ်ကြည့်လိုက်တော့ရေဒီယိုတစ်ခုနဲ့တနက်တက်လက်ပါထပ်ပြီးတော့တွေ့ခဲ့ပါရယ်။ ဂျူလီယာကနောင်ကိုရေဒီယိုကနေခေါ်ပြီးတော့မြေပုံပျောက်သွားပြီလို့အကြောင်းကြားပါရယ်။နောင်ကလည်းသူဟာပင်လယ်အောက်ခြေကတရဝါရီဖြစ်တဲ့အဒရူဘိုရီရဲ့တက်ခဲခြင်းကိုခံရတဲ့အကြောင်းဖွင့်ပြောပါရယ်။အောက်ဆီဂျင်ကသူတို့ကိုယူသွို့သွားစေပုံရှာပြီးနောင်ကတော့သူ့ရဲ့ကုရီယာတွေတွေ့ချက်ရပင်လယ်ဟာမြုံမှန်းထားတာတဲ့ပို့ပြီးတော့မြင်မြန်ပြန်လာတော့မှာမို့လို့သူတို့မှာအချိန်နာရီအနည်းငယ်ပဲရှိတော့တဲ့အကြောင်းမိသားစုကိုအလင်းလိုဖို့အတွက်ပြောခဲ့ပါရယ်။သူကမီရှုကိုပြစ်လိုက်ပြီးတော့မိသားစုကအဲ့ဒီအရက်ကိုလမ်းလျှောက်လာခဲ့ကြပါရယ်။ ကြာရှည်စွာလမ်းလျှောက်ပြီးတဲ့နောက်မှာပျက်စီးနေတဲ့အင်ဂျင်တစ်ခုကိုတွေ့ရပြီးတော့ဘင်ကအဲ့ဒီမှာဆီးသွားခဲ့ပါတယ်။သူတို့တွေရင်ကိုယ်တဘောကိုမြင်နေရပြီးဖြစ်ပြီးဒါပေမဲ့အဲ့ဒီကိုရောက်ဖို့အတွက်ကြီးမားလာတဲ့ကြောက်ဆောင်ဆူဝေးကိုလည်းဖြတ်ကျော်ရအောင်ပါပါ။သူတို့ဖြတ်သွားတဲ့အချိန်မှာနေရံတွေကတုန်ခါလာပြီးတော့ကြောက်တွေကစတင်ပြိုကျလာပြီးကြီးမားလာတဲ့မြေပြိုမှုတွေဖြစ်ခဲ့ပါတယ်။ဂျူလီယာကကလေးတွေကိုအချိန်မီတွန်းထုတ်ပေးလိုက်ပြီးတော့သူကိုယ်တိုင်ကြီးမားနေတာကိုရှောင်ဖို့အတွက်နောက်ကိုဆုတ်လိုက်ပါတယ်။အခုတော့သူတို့ရဲ့ကြားထဲမှာကြောက်နေရံတစ်ခုကပေးဆိုနေတာပါ။ ဂျူဂျာကကလေးတွေကိုသူမပါဘဲနဲ့ဆက်သွားဖို့တဲ့ပြောပြီးကစီကငင်းဆန်ပြီးတော့သူ့ရဲ့မိကိုတက်ဖို့အတွက်အတင်းကျပ်တောင်းဆိုပါတယ်။အော်ဟိငင်းကုန်မှုတွေအများကြီးဖြစ်ပွားပြီးတဲ့နောက်မှာတော့ဂျူဂျာကနောက်မှပြန်လာရှာမယ်လို့ကတိပေးခဲ့ပြီးမတော်ကျင်တဲ့ကစီဟာသူ့ရဲ့မောင်ကိုဆွဲခေါ်ပြီးတော့ထွက်သွားခဲ့ပါတယ်။ကလေးတွေကကျန်တဲ့ကြောက်တုံးဖွဲ့စည်းပုံကိုတက်ပြီးတော့ရင်ကိုတင်မိုးစီကိုပြေးသွားပါတယ်။နောင်ကိုပြမတွေ့တဲ့တန်ယုံနဲ့တွေ့ရပြီသူဟာသူ့အတွက်ပြီးဆုံးပြီလို့ပြောပြီးတော့ကလေးတွေကိုရင်ကုန်တင်မို့ကိုယူဖို့အတွက်ပြောခဲ့ပါဗျ။ နေရာလို့တခုရှိမယ်ဆိုတော့ကိုတိလေးရတော့ကက်စီကသူ့ရဲ့အမိကိုပြန်ရှာဖို့တည်းပြေးသွားခဲ့ပါတယ်။တချိန်နဲ့မှဂျူလီယာဟာကနန်းတွေရောက်လာတာကိုကြောက်လန့်နေကြတွေ့လေးရပြီးတနေ့နဲ့ပြစ်ခတ်နေပါတယ်။အနေငယ်ကိုတတ်နိုင်ခဲ့ပြီးမဲ့အုပ်စုကအရန်ကိုကြီးမားနေပြီးအားလုံးကိုတတ်ခတ်နိုင်စွမ်းမရှိပါဘူး။ဒီကမှာကက်စီဟာနေရန်ထိပ်ပေါ်မှာပေါ်လာပြီးတော့လက်လန်းပေးတဲ့အခါမှာဂျူလီယာကဒဏ်ရာရထားတဲ့ခြေထောက်နဲ့တနေ့နဲ့မြအမြန်ဆုံးတက်ခဲ့ပါတယ်။ကက်စီရဲ့အကူအညီနဲ့ပဲသူတို့ရဲ့တပည့်ချမ်းကိုရောက်ပြီးတော့ရင်ကိုတင်မိုးစီကိုအတူတူပြေးခဲ့ပါတယ်။ ဘင်ကရင်ကုန်တင်မောအမိုးပေါ်မှာရင်းနေပြီးကနန်းတွေကိုအာယုံပြောင်းမှုအတွက်ပြစ်ခတ်ပေးနေပါတယ်ကနန်းတွေကနောင်ရဲကန်တော်ကိုတွေ့တာနဲ့ချက်ချင်းဝိုင်းပြီးတော့စားကြပါတယ်ဂျူလီယာကတနက်ကိုယူပြီးတော့ပြစ်နေတဲ့ကလေးတွေကိုအထက်ကိုဝင်ခိုင်းပါတယ်သူတို့ဘီကင်းသွားတော့မှဂျူလီယာဟာကြီးတွေကုံသွားပြီဆိုတာသိလဲရပြီးတနက်ကိုကနန်းတွေစီကိုပြစ်ချပြီးတော့ကလေးတွေနဲ့အတူတူဝင်လိုက်ပါတယ်အဖုံကိုတေချာပေးပြီးတော့မကြခင်မှာတော့တမုတ်ရရေတွေဟာနောက်ဆုံးတော့ပြင်ရောက်လာခဲ့ပါပြီ။တုံယောတာထိုင်ကုန်တွေစီကိုအလျင်မြန်သွားပြီးတော့ကပတ်တွေကိုတက်ပြီးတော့လက်ချင်းချိန်ထားကြပါရဲ့။ ဒေါသတွေပြင်းထန်နေတဲ့လိုင်းလုံးတွေကရင်ကိုတင်မို့ကိုရိုက်ခက်ပြစ်ပေါက်နေခဲ့ပြီးအဲ့ဒီဖြစ်ရတွေကြောင့်ပဲဂျူလီယာမှာဖြစ်ပျက်ခဲ့တဲ့မြောက်ကိုမြင်ရောက်လာခဲ့ပြီးတော့ကက်စီကလည်းအော်အန်ခဲ့ပါတယ်။မကြခင်မှာမြန်မာလာတဲ့အတန်ကပြန်လာပြီးတော့မိသားစုကိုမိမျောသွားစေခဲ့ပါတယ်။အချိန်တော်ကြာပြီးတဲ့နောက်မှာတော့ဂျူလီယာနဲ့ကလေးတွေနိုးလာခဲ့ပြီးသူတို့တွေအသက်ရှင်နေတဲ့ကြောင့်အတီးပြုတ်နေတာကြောင့်ဝမ်းသာပျော်ရွှင်ခဲ့ပါတယ်။အဖုံကိုဖွင့်ပြီးတော့အပြင်ကိုထွက်ကြည့်လိုက်တော့လိုင်းတွေဟာရင်ကိုတင်မို့ကိုပျက်စီးနေတဲ့မြို့တစ်ခုတည်းကိုချပစ်ထားခဲ့တာတွေ့လိုက်ရပါတယ်။ဒါသူတို့တွေအသက်ရှင်မှုနဲ့ပြန်လည်တည်ဆောက်ဖို့အတွက် ညှော်လင့်ချက်ရှိနေပြီလို့ဆိုလိုတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဇလန်းလေးကတော့ဒီလောက်ပါပဲဗျအစုံဒီလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ